ရီးမားလိပွဲစဉ်38မန်ချက်စတာယူနိုက်တက်နဲ့အက်စတန်ဗီလာမင်္ဂလာပါကိုကင်းစတာဖူဘောရှိုးအားနေကြိုးစားပါတယ်တနင်္ဂနွေနေ့ည9:00ခွဲမှာတပြိုင်တည်းရှင်ပြိုင်ကစားရောမဲ့ပရီးမားလိပွဲစဉ်တွေထဲမှာ အပြစ်သက်ရင်ခုန်စိတ်လှုပ်ရှားမှုရှိနေနိုင်သေးတဲ့ပွဲစဉ်တွေကိုကျွန်တော်ရွေးချယ်ပြီးတော့ preview လုပ်ပေးသွားမယ်။ Arsenal တို့ Liverpool တို့ကဒီချိန်မှာအပြည့်ထွက်သွားပြီဖြစ်တဲ့အတွက်ကြောင့်ဒီသင်းရဲ့ပွဲစဉ်တွေကိုတော့ကျွန်တော်ပွဲချုပ်သုံးချက်လုပ်ပေးနိုင်တော့မှာမဟုတ်ကြောင်းပြလဆရတယ်အဲပြောပြရသေး။ဆိုတော့ကျွန်တော်ဒီ United နဲ့ Aston Villa ဒီအထူးသဖြင့် Aston Villa ပေါ့နော်။ Champion League ဝင်ခွင့်ရဖို့အတွက်တိုက်ပွဲဝင်နေတဲ့အသင်းတသင်းအနေနဲ့နိုင်အောင်ကန်ဖို့လိုတယ်။တရေကြလို့မရဘူး။ဘာကြောင့်လဲ?အချင်းတပြင်းညီကစားတာဖြစ်တဲ့အတွက် Chelsea က Northern Forest ကိုနိုင်ဤရှုံးဤမတိသလိုနော်ကျွန်တော်တချို့တော့အသင်းတွေကလည်းအချင်းတပြင်းညီကစားနေရတဲ့အတွက်ကြောင့်ဘာမှအတိအကျခတ်မှန်းလို့မရဘူး။ကိုယ့်လုပ်ကိုအကောင်းဆုံးလုပ်ဖို့ပဲလိုတယ်။ Chelsea ကလည်းအနိုင်ရအောင်ကြိုးစားမှဖြစ်တယ်လို့ Northern Forest ကလည်းအနိုင်ရအောင်ကြိုးစားမယ်။ ်။ Aston Villa ကလည်း Tony တူပဲအနိုင်ရအောင်ကြိုးစားဖို့လိုတယ်။မြန်မာစားကြည့်စရာမလိုဘူး။အသင်း၃သင်းကအဆင့်၅နေရာအတွက်ရှင်းပြိုင်မှာပါ။ Newcastle ကတော့ပွင့်လင်းပြောရင် Everton ကိုတေခံကစားယုံမျှနဲ့ Champions League ဝင်ခွင့်ကိုရသွားပြီလို့ပြောလို့ရတယ်။အဲ့တော့ကြောင့်ဒီသင်း၃သင်းပွဲတင်နေရတော့ပို့ပြီးတော့စိတ်ဝင်စားစရာ ကောင်းပါတယ် Okay Aston Villa နဲ့ပတ်သက်တဲ့ဒါအခြေအနေဆွေးနွေးပြီးဆိုတော့ကျွန်တော် United နဲ့ပတ်သက်ပြီးဆက်လက်ဆွေးနွေးကြရအောင်။ဘာပြောမှန်းတော့မသိတော့ဘူးပေါ့နော်။ United ပြိသက်တွေလည်းအတော်လေးစိတ်ပြတ်နေမှာတော့သေးကြတယ်။တကယ်တော့ Europa League Final မှာသာ Champion ဖြစ်သွားရင် Old Trafford မှာငါတို့ကလက်ရှိပူပူနွေးနွေး Champion ဆိုတော့ပြောင်းလဲသွားသောစိတ်ဓာတ်နဲ့ခံယူချက်နဲ့ Aston Villa ကိုအနိုင်ဆုံးတည်ကစားလို့တော့ရတယ်ဗျ။ကျွန်တော်လည်းအဲ့လိုတော့မျှော်လင့်ခဲ့မိတာပေါ့နော်။ United Final မှာ winner ဖြစ် အစတန်ဗလာကိုတည်ကစားအဲချက်သီးကနော်ဒင်ဖောရက်ကိုတည်ကစား ချက်စီးတက်သွားမယ်စသဖြင့်ပေါ့တိုးတော့ဒီချိန်မှာတော့ယူနိုက်တက်အနေနဲ့ဘလို့ခံယူချက်မျိုးစိတ်သက်ပိုင်းမျိုးနဲ့ဒီပွဲစဉ်ကိုရှင်ပြိုင်ကစားမလဲဆိုတာရူဘင်အမော်ရင်ကိုတိုင်းပဲသိပါလိမ့်မယ်ဘရူနိုဖာနန်ဒက်စ်လိုမျိုးအမြဲလိုလိုတက်ကြွနေတဲ့ကစားသမားတော်ဒီဖိုင်နယ်ရှုံးပွဲနဲ့ပတ်သက်ပြီးအတော်လေးကြေကွဲခံစားနေရတဲ့เนาะပြောစကားတွေမြင်ကွင်းတွေမြင်ရသလိုအလီယန်ဒရိုဂနာချိုလည်းတော်တော်လေးစိတ်ပြတ်နေတဲ့ပုံမှာပဲဒီယာဒီယာယူနိုက်တက်အသင်းရဲ့တမိုင်းမှာအဆိုးအဝါဆုံးယာဒီဖြစ်ခဲ့သလိုကစားသမားတွေအတွက်လည်းအိမ်မဆိုးမတ်တဲ့ယာဒီပါပဲ ်ဒီတော့ကြောင့်နောက်ဆုံး Premier League ပွဲစဉ်38ကိုဟိုပွဲတစ်ပွဲဖြစ်အောင်ပဲကန်သွားမလားပရိသတ်ကိုချွေးသိမ်းတဲ့အနေနဲ့ပဲဒီချွေးသိမ်းနေဆိုတော့ဗျာဟိုအသေးဆုံးမဖြစ်နိုင်တဲ့မျောလင်းချက်လေးတစ်ခုကိုမျောလင်းကြည့်တာပေါ့ချွေးသိမ်းပြီးတော့လည်းဘာဖြစ်မှာတော့ဘာမှမဖြစ်တော့ဘူးလေပရိသတ်ကဒီပွဲချွေးသိမ်းလို့ရောဘယ်လောက်ထိဟိုကြီးမြတ်ပြီးခံစားနေရမှာမို့လို့တော့အဲ့တော့ကြောင့် ယူနိုက်တက်ဘက်ကစဉ်းစားရတော့အများကြီးမျောလင်းပိုင်ခွင်းတော့ရှိမနေတော့ဘူးပွဲတစ်ပွဲဖြစ်အောင် EPL တရားသည့်ပြီးပြီးရောကွာဆိုတဲ့ပုံစံမျိုးနဲ့ပဲကစားဖို့ရှိတယ်ဗျဟုတ်ပြီကျွန်တော်အာရှရဲ့အကြောပေးမှုတွေကိုဆက်လက် ချင်းကပ်ကြည့်အောင် Old Trafford ရဲ့တမိုင်းရာဇဝင်ထက်ရှိုင်းတဲ့အကျော်ပေးမှုပေါ့ဗျာ Aston Villa ကအတေကြလို့အပြေဝဆုံးရှုံးတယ်လို့အကျော်ပေးထားရင်တော့ဒါကျွန်တော်နားလေလက်ခံလို့ရပါတယ်သို့တော့ Aston Villa ဒီတကိုးသွင်းတောင်မှတဝက်ပဲပျော်ရွှင်ခွင့်ရအောင်မဲ့အကျော်ပေးမှုကတော့တော်တော်အခြေအနေဆိုးသွားပြီဗျာ အရင်ပြင်းတာပေါ့တနည်းအားဖြင့် United တို့ဗျာရှုံးလို့ရတယ်တကိုးနဲ့ရှုံးရင်တော့မှတဝက်လောက်ပဲရှုံးမယ်ဆိုတော့အကွက်မျိုးကြီးလေဒါကျွန်တော်တို့သိတဲ့ United ရဲ့အကျော်ပေးမှုမဟုတ်တလို့တခါမှလည်းမမြင်ခဲ့ဘူး Aston Villa အဲ့လောက်ထိပြင်းထန်တဲ့အကျော်ပေးမှုပေးစရာအကြောင်းရင်းကိုမရှိခဲ့တာတို့ပေမဲ့လက်ရှိမြေပြင်အခြေအနေရတော့ကျွန်တော်တို့ပြောခဲ့တဲ့ key points တွေနဲ့ကျွန်တော်ညီကိုလည်းပြန်ချိန်ကြည့်ပါ ယူနိုက်တက်မှာစိတ်တက်နဲ့ခံယူချက်မှမရှိတော့ဘူးဗျဒီပွဲစဉ်ကိုအစင်ပြေတဲ့ line တစ်ခုထုတ်ပြီးတော့အစင်ပြေသလိုပဲကစားသွားမှာမန်တယ်ကျိုးသွားပြီလေဒီကြောပေးမှုကတော့အရင်ပြင်းတယ်လို့ထင်ရပေမဲ့လည်းပေးရမယ့်ပုံစံမျိုးတော့ဖြစ်နေဟိုနည်းနည်းလေးတော့ပြင်းတော့ပြင်းတာပေါ့နော်အဲ့အတွက်ကြောင့်ဟိုရွေးချယ်ရမယ်ဆိုရင်ဒါ Aston Villa ကိုရွေးချယ်မယ်ဆိုတေချာစဉ်းစားရမယ့်သဘောမျိုးရှိတယ်ဂိုးပြတ်နိုင်ပါမလားပေါ့နော်ယူနိုက်တက်ကို2-0 3-0နဲ့နိုင်သွားမယ်လို့ထင်ရင်တော့ Villa ကိုရွေးတင်တယ်တော်တော်ကျွန်တော်ကတော့ ဒီလိုပွဲမျိုးတွေမှာအဲ့လောက်ထိကွာအကျော်ပေးတာပြင်းနေလဲမတက်နိုင်ဘူး United ဆိုရဲအသင်းကသူ့ဘောက်သူဒီအချိန်ဘလောက်ပဲအခြေအနေဆိုဆိုတမိုင်းရာသွေနဲ့သူ့ရဲ့ဖြစ်တည်မှုတော့ရှိသေးတာပဲဆိုရဲအတွေးခေါ်မျိုးနဲ့ကျွန်တော်ကတော့ ရှင်းတယ်မန်ယူနိုက်တက်အသင်းကိုပဲအားပေးမယ်။ဘာစနယ်ကလည်းဒီပွဲစဉ်ကျွန်တော်တို့ကမန်ယူနိုက်တက်ပြိသက်ပဲလောက်ရမှာပဲ။ယူနိုက်တက်ဟိုအနိုင်ကစားရင်ကောင်းတယ်ဗျာ။တည်ကြရင်တော့ကျွန်တော်တို့တစ်ဖက်က Northern Forest ကိုတည်ကြခွင့်ရှိတယ်။တခုနဲ့တခုကသွားပြီးဆက်ဆက်နေတာပေါ့နော်။ရှုံးလို့တော့မရအောင် Northern Forest ကို Northern Forest ကိုချက်ကြီးရှုံးရင်ဒီပွဲကိုယူနိုက်တက်နိုင်နိုင်ရှုံးရှုံးဘာမှမထူးတော့ဘူး။ဆိုတော့ handicap ပြယူနိုက်တက်ကိုကျွန်တော်သဘောကျပါတယ်။ Total ကို3ဒီဖြစ်တဲ့အတွက်ကြောင့်အများကြီးတော့မဖြစ်လောက်ဘူးဗျာ။ဥမာ2-1လို့ result မျိုး2-0နဲ့ Aston Villa နိုင်သွားတဲ့ပုံစံမျိုးတွေတော့ဖြစ်ကောင်းဖြစ်သွားနေ ိုင်ပါတယ်ကိုယ့်ရဲ့ရွေးချယ်မှုဒီသာလည်းအမှန်ကန်ဆုံးဖြစ်ပါတယ်ဒါကျွန်တော်တွေက suggest ပေးုံတတ်တတ်ပဲဖြစ်ပါတယ်ခင်ဗျာကဲနောက်တစ်ပိုင်းဒီနေ့သင်ကြားတဲ့အကိန်းကနဲအချက်လက်တွေကိုဆက်လက်ဆွေးနွေးကြည့်ပါမယ်နောက်ဆုံး6ချိန်ထိတိုက်တွေ့ဆုံမှုမှာ Aston Villa ကတစ်ချိန်ပဲနိုင်ထားတယ်ဗျ United က၄ချိန်တော့နိုင်ထားပါတယ်တစ်ချိန်တည်ကြထားပါတယ်ပထမအကြော်တော့ကဂိုးမရှိတည်ကြခဲ့ပါတယ်ပြီးခဲ့သောရာသီဒုတိယအကြော် Villa Park မှာတွားရောက်ရင်ဆိုင်ကစားတဲ့အချိန်တော့ United က2-1နဲ့နိုင်ခဲ့ပါတယ်ပြီးခဲ့တဲ့2ရာသီလုံးမှာပွင့်လင်းပြောရင်တော့ Aston Villa ဒီ United ကိုလုံးဝရှင်းမကစားနိုင်ခဲ့ဘူးတောက်လျှောက် ရှုံးထားတာပါ။နောက်ဆုံး၄ချိန်မှာ United ကအကြီးပဲအသာကြီးရထားတာဖြစ်ပါတယ်။အဲဒါကြောင့်လက်ရှိ current နော် head to head မှာတော့ Manchester United က Aston Villa ထက်အများကြီးတာပါတယ်။လက်ရှိ current form နောက်ဆုံး6ပွဲ ရလက်ပြောမယ်ဆိုရင်တော့နှစ်သင်းလုံးဒီနောက်ဆုံး6ပွဲမှာတေပွဲတစ်ပွဲမှာမရှိထားပါဘူးမန်ချက်စတာယူနိုက်တက်ကနောက်ဆုံး6ပွဲမှာနှစ်ပွဲနိုင်ပြီးတော့၄ပွဲရှုံးထားပါတယ်ဒီထဲမှာ3ပွဲဆက်နောက်ဆုံးအနေနဲ့ရှုံးထားပါတယ်ခင်ဗျတော်တော်လေးအဆင်မပြေပါဘူးဒီရှုံးခဲ့တဲ့3ပွဲမှာလည်းမန်ချက်စတာယူနိုက်တက်ရဲ့တိုက်စစ်ပိုင်းကမေးခွန်းထုတ်ချင်စရာကောင်းပါတယ်တကူးမှကိုပြန်မသွင်းနိုင်ခဲ့တာပါဝက်ဆန်ကို2-0ချယ်ဆီကို1-0နဲ့အခုနောက်ဆုံးတော်တင်ဟော့စ်ပါကို1-0ဖြစ်ပါတယ်ကာရွန်ဖောင်ကတော့လုံးဝအခြေအနေစိုးနေပါတယ်တစ်ဖက်ကအရှင်ဗလာကိုကြည့်မယ်ဆိုရင်တော့နောက်ဆုံး3ပွဲဆက်နိုင်ထားပါတယ် ယ်၄ပွဲနိုင်ပြီး၂ပွဲရှုံးထားတယ်ပေါ့နော်ဒီထဲမှာနောက်ဆုံး၃ပွဲဆက်နိုင်ခဲ့တဲ့ပွဲတွေမှာဆိုရင် Tottenham Hotspur ဘုံမောက် Fulham လို့စတဲ့အသင်းကောင်းတွေကိုနိုင်ထားပါတယ်တိုက်စစ်ပိုင်းကောင်းတယ်လို့ခန့်စစ်ပိုင်းကလည်းအဲ့ဒီပွဲ၃ပွဲမှာတကူးမောက် မပေးထားတဲ့အထည်ကိုလက်ရှိဆွမ်းဆောင်ရေးပိုင်းကကောင်းမွန်နေတာကိုတွေ့ရပါတယ်။ United ရဲ့အိမ်ဝင်း6ပွဲစဲရလဒ်ကိုပြောမယ်ဆိုရင်2ပွဲနိုင်2ပွဲဒီ2ပွဲရှုံးထားပါဗျ။အဲ့လောက်မကောင်းပါဘူး။ Aston Villa ရဲ့ away game reset တွေကလည်း3ပွဲနိုင်ပြီးတော့3ပွဲရှုံးထားပါဗျ။ရှုံးခဲ့တဲ့ပွဲစဉ်တွေက Palace, Man City, PSG တို့ကိုရှုံးတာပါ။နိုင်ခဲ့တဲ့ပွဲစဉ်တွေကတော့ Brighton, Southampton, ဘုံမောက်စတဲ့အသင်းတွေကိုနိုင်ခဲ့တဲ့အတွက် Southampton ကလွှဲရင်ချမ်းတဲ့အသင်းတွေဒီ United ထက်တောင်ဒီနေ့ဘောလုံးရသည်အများကြီးကောင်းတယ်လို့ပြောလို့ရတယ်။အဲ့အတွက်ကြောင့်ဒီ job ပေးမှုပေးတယ်ဆိုတာကျွန်တော်နားလေ ည်းလက်ခံရမယ်သဘောမျိုးပါโอเคကျွန်တော်တို့နောက်ဆုံးပိုင်းဗျူအပိုင်းချင်းကတ်မှုအနည်းငယ်လို့အောင်အက်စတွန်ဘလာကတော့ပို့ပြီးတော့စီးပိုင်တဲ့လူစည်းစုဖွဲ့မှုတစ်ခုနဲ့ကစားပုံကိုပိုင်ဆိုင်ထားတယ်ပေါ့ဗျာ၄နှစ်၃တက်အခင်းချင်းမှဆိုရင်၈၃နဲ့တက်နေရကစားတဲ့ ကစားသမားတွေက United အသင်းရဲ့ defensive line ရဲ့ကစားသမားတွေကိုအကောင်းဆုံးဖျဲနိုင်တဲ့ကစားသမားတွေဒါအပြင် defensive line မှာဆော့နေတဲ့ကစားသမား၃ယောက်ကလည်းအချိန်ခါမီွေနေရာမီွေ dribble တွေကောင်းသလိုအမြင်ဆူးရှားမှုလည်းရှိတယ်ကိုယ်သွင်းနိုင်တဲ့စွမ်းအင်မျိုးလည်းရှိတယ်။ Unai Emery လက်ထက်မှာ Aston Villa ရဲ့ကစားဘုံကဟိုပိပိပင်းပင်း ပုံလေးတစ်ခု ပေါ်လာတယ်ပေါ့နော်ဒါအပြင်ကစားသမားတွေထဲမှာ talented player တွေပါတဲ့အတွက်ကြောင့်အသင်းတသင်း level လှမ်းမှုအတွက်အနည်းဆက်ဆုံးအခြေအနေရောက်နေပြီလို့တော့ကျွန်တော်ထင်တယ်အဲ့တော့ဒီပွဲစဉ်မှာလည်း United တို့အနေနဲ့ဘောလုံးပိုက်ဆိုင်မှုအသာကြီးယူပြီးအသင်းတသင်းအနေနဲ့ကစားတာထက်အဲ့လိုခံစစ်ပိတ်ကစားပြီးတော့ဂွန်တိတ်ခါပိုင်းအရာမရှုံးအောင်ကြိုးစားကစားဖို့ပဲကျွန်တော်ကတော့မြင်တယ် Ruben Amorim ခါလီကျန်ခေါင်းမာတယ်ဗျသူခေါင်းမာတဲ့ပုံစံတိုင်းဒီပုံစံတိုင်းပဲဆော့မယ် SCB RCB တွေက shitty debt ပြီး high press ပြီးတစ်သင်းလုံးက high ဖြစ်ဖြစ်ကစားဆိုရင် United ရဲ့လက်ရှိ Mandel Bay နဲ့ကစားသမားတွေရဲ့စုဖွဲ့မှုဘိုင်းကအဲ့လိုသွားကစားလို့မရဘူးသူအရန် high ဖြစ်အောင်ဆော့တယ်ဗျ Sporting Lisbon မှာတော့ဒီ Portuguese ရဲ့အသင်း20လုံးမှာဆိုရင် win back တွေက high ဖြစ်ဆုံးအသင်းတွေပဲ shitty အရန်တက်တယ်တော်တော်အခုချိန်မှာအဲ့လိုသွားဆော့လို့မရဘူးဒါက ဟိုကျွန်တော်တို့မြင်ပြီးတော့ထောက်ပြနေတဲ့အကွက်တွေပါအမော်ရင်ကတော့ဒီခါလေးကျရင်သူလှုပ်ချင်တာလှုပ်တဲ့ပုံပဲပေါ့နော်ဆိုတော့အင်ကွင်းပြိတ္တအားနဲ့နောက်ဆုံး နှစ်ပွဲသက်ရှုံးသွားတဲ့အခြေအနေမျိုးကိုမလိုလားဘူးဆိုရင်ဒီပွဲတွေမှာယူနိုက်တက်တို့အနေဆုံးတည်ကစားတင်တယ်လို့တော့ကျွန်တော်ထင်တယ်။အဲ့တော့အနည်းချုပ်ပြီးသုံးသက်ပေးရမယ်ဆိုရင်အစတွန်ဗလာကပွဲဖြူပြောင်းလဲနိုင်တဲ့ကစားသမားတွေလည်းပိုများနေတယ်၊စုဖွဲ့မှုကလည်းပိုကောင်းနေတယ်။ဒါ့အပြင်ခံယူချက်ပိုင်းနဲ့ဒီပွဲပေါ်မှာထားတဲ့ယူရချက်ကလည်းယူနိုက်တက်တက်အများကြီးတားတယ်။အစတွန်ဗလာနိုင်ဖို့များတဲ့ပွဲစဉ်တစ်ပွဲပါ။ဒါပေမဲ့ကျွန်တော်တွေကတည်ရီကိုမျှော်ကိုးပြီးတော့မန်ချက်စတာယူနိုက်တက်အသင်းကိုအားပေးကြပါမယ်ခင်ဗျာ။